ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာပေါ်မှာရှိရလူတွေမှာအဖြစ်များနေတယ်နာရာရှည်ယောဂါတမျိုးအကြောင်းပြောပြပါမယ်အဲ့ဒါကတော့ဆီချိုယောဂါဖြစ်ပါတယ်ဆီချိုယောဂါဆိုတာနာရာရှည်ယောဂါတမျိုးပါသွေးအထိတခြားကျဲညှိမှနေခြင်းဖြစ်ပါတယ်ဆီချိုယောဂမှာဆိုရင်အမျိုးအစား1ဆီချိုယောဂအမျိုးအစား2ဆီချိုယောဂနဲ့ကိုယ်အစားဆီချိုယောဂဆိုပြီးအမျိုးအစား3မျိုးရှိပါတယ်အမျိုးအစား1ဆီချိုယောဂတိအင်ဆူလင်ဟော်မုန်း မထောက်လို့ချင်းသို့မဟုတ်အနှမ်းငယ်ပဲထောက်လို့ချင်းကြောင့်ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ခလင်းငယ်တွေမှာအဖြစ်များတဲ့အမျိုးအစားဖြစ်ပြီးအသက်အရွယ်အမရေဖြစ်ပေါ်နိုင်ပါတယ်။စီးချုပ်ဖြစ်ပေါ်တဲ့လူဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းဟာဆိုလို့ရှိရင်အမျိုးအစားတင်းစီးချုပ်ရောဂါဖြစ်ပါတယ်။ရောဂါလက္ခဏာတွေအနည်းငယ်ကတော့ရေအလွန်ဆာခြင်းအလွန်အမဲဆာလောင်ခြင်းစီးမကြခဏသွားခြင်းရုတ်တရက်ကိုလေးခြင်းကြာဆင်းခြင်းအမြင်အာရုံဝေဝါးခြင်းအနာကျက်နေခြင်းဟောပတ်ခြင်းတို့ဖြစ်ပါတယ်။ အမျိုးအစားနဲ့ဆီချိုယောဂါကတော့ခန္ဓာကိုယ်ကအင်ဆူလင်ကိုထုတ်လို့တော်လဲပဲကောင်းကောင်းအသုံးမချနိုင်တာကြောင့်မို့လို့ဖြစ်ပါတယ်ယောဂါလက္ခဏာတွေအနေနဲ့ကတော့ရဲအလွန်ဆာခြင်းအလွန်အမင်းဆာလောင်ခြင်းစီးမကြခဏသွားခြင်းရုပ်တရက်ကိုလေးခြင်းကြာဆင်းခြင်းမောပန်းခြင်းအမြင်အာရုံဝေဝါခြင်းအနာကျက်နေခြင်းအေးပြားခြောက်တွေ့ခြင်းခြေလက်ထုံကျင်ခြင်းတို့ဖြစ်ပါတယ်အမျိုးအစားနဲ့ဆီချိုယောဂါဆိုလို့ရှိရင်အသက် အလက်ပိုင်းနဲ့လူကြီးတွေမှာအဖြစ်များတဲ့အမျိုးအစားဖြစ်ပါတယ်ဒါပေမဲ့အသက်အရွယ်မြေဖြစ်ပါနိုင်ပါတယ်စီချိုဖြစ်ပါတဲ့သူ60ရာခိုင်နှုန်းဟာဆိုရှင်အမျိုးအစားနဲ့စီချိုယောဂဖြစ်ပါတယ်ခလေးမွေးဝါးပြင်းနောက်ပိုင်းဆက်လက်ပြီးစီချိုယောဂရှိနေပေဆိုပါစို့အဲ့ဒါဆိုရင်တော့ကွန်ဆောင်စီချိုမဟုတ်ပဲအမျိုးအစားနဲ့စီချိုယောဂဖြစ်ပါတယ်ကွန်ဆောင်စိစုယောဂဆိုတာရခင်ကစိစုယောဂမရှိဘူးဒါပေမဲ့ ကိုယ်အဆောင်နေစဉ်အတွင်းဆစ်ဆစ်ယောဂရှိရဖြစ်ပါတယ်။ယောဂလက္ခဏာတွေနေနဲ့ကတော့ရေအလွန်ဆာခြင်းအလွန်အမင်းဆာလောင်ခြင်းမိမကိုတဝိုင်းရာရန်ခြင်းပါးစပ်ခြောက်ခြင်းမကြခနာစီသွားခြင်းဒီကိုလုံးနှုံးခြင်းတို့ဖြစ်ပါတယ်။ဆီချေယောဂာတိနာရာရှင်ယောဂတမျိုးဖြစ်ပြီး အရှင်းမပြောင်းနိုင်ပါသွေးရင်းကြကြားတဲ့ပမာဏမမြင့်တက်လာစေရတာထင်းသိမ်းရမှာဖြစ်ပါတယ်ဆီချေယောဂာရှိနေတဲ့သူတွေစားလို့ရတဲ့အစာတောက်တွေကတော့ အသားငါဟင်းသိဟင်းရွယ်ပစုံပြုပြင်မထားသောနို့နှင့်နို့ထွက်ပစ္စည်းအရေရွှမ်းပြီးအချို့တတ်နေတဲ့အသီးတွေဖြစ်ပါတယ်။စီစီယောဂရှိရသူရဲ့ဆောင်ရမယ့်အစားအသောက်တွေကတော့ချောကလက်ရေကဲမို့ရယ်ဒီမိတ်အစားအစာငပိငချငံပြာရီကိမို့ခရီးမြပီဇာအာလူကျော်ပါစတာ တတိယတတိယ6များဟော်တော်ဇက်ဥ6ဝက်ဥ6ပြိဆံအစီများအယက်ဘီယာအချိုရိုဖြစ်ပါတယ်လူတယောက်မှာတာမန်ဂလူကိုပမာဏသည်80ကနေ120အထိ ပြန်များရှိသင့်ပါတယ်။သွေးချင်းဂလူကိုမြင့်သက်ခြင်းကို hyperglycemia လို့ခေါ်ပြီးသွေးတွင်ဂလူကိုစဆင်ခြင်းကို hypoglycemia လို့ခေါ်ပါတယ်။ဆီးချိုရောဂါရှိသူတိုင်းဒီအများရန်သွေးတွင်ကြားပမာဏမြင့်တက်နေမှာမဟုတ်ပါဘူး။တခါကျရင်သွေးတွင်ဂလူကိုပမာဏစဆင်တက်ပါတယ်။ဆီးချို အလွန်တက်လျင်အတန့်အန္တရာယ်ရှိနိုင်သလိုဆီချို့အလွန်ကျလျင်လည်းအတန့်အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်ဆီချို့ယောဂရှိရတဲ့သူတွေနေနဲ့ဆီချို့ကျပြီးအတန့်အန္တရာယ်ဆုံးရှုံးတဲ့အရာမျိုးမဖြစ်စေဖို့အတွက်ထညက်တကြားတကြားလုံးအချို့ရဲ့စတင်တို့ကိုလည်းဆောင်သင့်ပါတယ်။ဆီချို့ကျရင်ဘယ်လိုမျိုးလက္ခဏာတွေဖြစ်မလဲ။စီတို့ကြရင်မကြခနာစာလောင်ချင်းချွေးစေးပြန်ချင်းတုံးကရင်ဖြစ်ချင်းခေါမှုချင်းတတိလက်ချင်း ရှင်တုံချင်းများဖြစ်တတ်ပါတယ်။ဆီချုပ်ယောဂရဲ့နောက်ဆက်တွဲဆိုဂျိုးတို့အနေနဲ့ကတော့ကြောက်ကပျက်စီးခြင်းနှလုံးနဲ့ဆိုင်သောယောဂများဖြစ်ခြင်းမျက်စိကွယ်ခြင်းခြေလက်များပုတ်၍ဖျက်ရခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ဆီချုပ်ယောဂရှိရသူတွေဟာဆိုသွေးတင်းတကြားတဲ့ပမာဏမှန်ကန်စေဖို့အကျွတ်စာအာဟာရမျှတအောင်စားရမယ်။ လက်ကျင့်ခန်းနေလို့ရမယ်အရက်ဘီယာရှောင်ရမယ်စိတ်ဖြစ်စီမှုတွေကိုရှော့ချရမယ်6လကြည်မျက်စိစံတန်းဆက်စင်မှုတွေကိုပြုလုပ်ရမယ်ပလေးချင်ချိန်သိမ့်မယ်ပုံမှန်ဆေးဝါးကုသမှုခံယူပြီးဆေးများကိုပုံမှန်ထိုးပုံမှန်တောက်မယ်ဆိုလို့ရှိရင်တက်တန်းဆေးနေနိုင်မှာဖြစ်ပါတယ်အားလုံးပဲကျန်းမာကြပါစေရှင်ကျမကတော့နော်ကျူလာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ် page လေးကို follow လုပ်တာကိုလည်းမနစ်ပါနဲ့เนาะနောက်ထပ် video မှာထပ်မံပြီးတော့ဆုံတွေ့ကြပါမယ်ရှင်